ရွေးကောက်ဝယ်လုပ်ပြီးမဲပေးတဲ့အာဖရိကကကျွဲအိုရဲ့ထူးခြားစမ်းကျဉ်ဒီမိုကရေစီစနစ်မင်္ဂလာပါယူသားအနေနဲ့ဒိမန်ပရိသတ်ကြီးဒီမိုကရေစီနီးကြမဲပေးတယ်ဆိုတာလူသားတွေရဲ့နိုင်ငံရေးဖြစ်စဉ်တစ်ခုလို့ကျွန်တော်တို့အားလုံးသိထားကြပါလိမ့်မယ်ဒါပေမဲ့အာဖရိကတိုက်ရဲ့ဂျန်နန်နဲ့ဒေါ်နက်တီတွေမှာနေထိုင်နေခိတ်ဘာဖလိုလို့ခေါ်တဲ့ကျွဲအုပ်ကြီးတွေမှာတော့လူသားတွေနဲ့မတူတဲ့ထူးခြားစမ်းကျယ်တဲ့မဲပေးစနစ်တစ်ခုရှိတယ်ဆိုတာသိသိပါသလား ဲ့ဒီကျွဲအုပ်တီဟာဘယ်နေရာကိုသွားရမလဲဆိုတာဆုံးဖြတ်တဲ့အခါမှာခေါင်းဆောင်နှောင်းတွေရဲ့ဆုံးဖြတ်ချက်ကိုမလိုက်နာပေအုပ်စုလိုက်ဒီမိုကရေစီနှီးကြဆုံးဖြတ်ကြတာဖြစ်ပါလိမ့်ဒီခိတ်ဘလုခေါ်တဲ့ကျွဲတွေရဲ့အုပ်စုလိုက်လှုပ်ရှားမှုကိုလေ့လာခဲ့ရတဲ့သိပ္ပံပညာရှင်တွေဟာအဲ့ထဲကမှထူးခြားတဲ့အလေးထားတစ်ခုကိုတွေ့ရှိခဲ့ပါလိမ့်သူတို့အုပ်စုဟာနေရာတစ်ခုကနေနောက်ထပ်တဲ့နေရာကိုရွှေ့ပြောင်းဖို့လိုတဲ့အခါမှာအုပ်စုတွေကအမားတွေကသာစုဝေးပြီးမဲပေးခြင်းကိုပြုလုပ်ကြရတာဖြစ်ပါလိမ့် ဒါဟာအုပ်စုခေါင်းဆောင်ဖြစ်ဖို့မဟုတ်ဖင်နောက်ထပ်စကြက်မြီလို့ခေါ်ရနေရဒါမှမဟုတ်ရေသောင်းမြစ်ကိုဘယ်ရက်ကိုသွားရောက်ရမလဲဆိုတာအဆုံးဖြတ်ပေးတဲ့လုပ်ငန်းစဉ်မှာဒီကျွဲရည်ရဲ့မဲပေးခြင်းလုပ်ငန်းစဉ်ဟာအလွန်ရိုးရှင်းပြီးတော့ထူကြပါရည်ညဘက်မှာဆိုရင်ကျွဲနွားအုပ်ကြီးတအုပ်လုံးဟာအဲ့ရဝင်ပြီးအနားယူကြပါရည်အနားယူပြီးကြတဲ့အခါမှာရုတ်ရက်ဆိုသလိုအုပ်စုတွေကအမကျွဲရည်ဟာမတ်တပ်ထားရက်လိုက်ကြပြီးသူတို့သွားခြင်းနဲ့အရက်ဒေသကိုဥတီပြီးခေါင်းတွေကိုလှည့်ပေးကြပါရည်အဲ့လိုမျိုးခေါင်းလဲတဲ့အပြုအမူကိုတော့မဲပေးခြင်းအနေနဲ့အသတ်မှတ်ကြပါရည် ဒီလိုလှုပ်ရှားမှုဟာတိတ်ဆိတ်ငြိမ်သက်တဲ့ညအချိန်မှာဖြစ်ပွားလေရှိတာကြောင့်မလို့ပထမပိုင်းမှာလီလာသူတွေကသတိမထားမိခဲ့ကြပါဘူးဒီကျွဲအမတွေကဥကောင်းကိုလှည့်တဲ့လုပ်ငန်းစဉ်ပြီးဆုံးသွားတဲ့အခါမှာအုပ်စုတွေကအမတွေရဲ့ဥတီရအများစုကဘယ်ဘက်ကိုဥတီနေလဲဆိုတာကိုအုပ်စုလိုက်ပြန်ပြီးဆုံးဖြတ်ကြပြန်ပါလိအဲ့လိုဆုံးဖြတ်လိုက်ပြီးတာနဲ့တပြိုင်နက်တည်းပဲအုပ်စုတွေကခေါင်းဆောင်နေအထီးနဲ့အသက်ကြီးတဲ့အမတွေကပါအဲ့ဒီဥတီရအတိုင်းလှုပ်ရှားဖို့အတွက်အစပြုလမ်းလျှောက်ပါတော့တယ် ဒီဖြစ်စဉ်ကိုကြည်ချင်းအားဖြင့်ခေါင်းဆောင်တွေဟာအုပ်စုရဲ့ဆန္ဒကိုလိုက်နာဆောင်ရွက်ရရင်တဘာဝဒီမိုကရေစီစနစ်ကိုပြသနေတာဖြစ်ပါသည်ဒီထူးခြားတဲ့မဲပေးစနစ်ကတဘာဝလောကမှာအုပ်စုလိုက်ဆုံးဖြတ်ချက်ချမှတ်ခြင်းရဲ့အရေးကြီးပုံကိုဖော်ပြနေတာပါကျွဲမရီရဲ့ဥဆောင်မှုကအုပ်စုတစ်ခုလုံးအတွက်အကောင်းဆုံးရွေးချယ်မှုကိုပေးနိုင်တယ်လို့လည်းသူတို့ကယူဆကြပါသည်ဒါပြင်ဒီလိုမျိုးဒီမိုကရေစီနှီးကြကြအလို့ဆောင်ခြင်းအပြင်အုပ်စုတွေမှာရှိတဲ့အငယ်လေးတွေမကြသေးခင်ကမွေးဖွားထားတဲ့ကျွဲပေါက်ဆလေးတွေအတွက်အားနည်းတဲ့အကောင်ဒီအလုံးအတွက်ပါအန္တရာယ်ကင်းပြီ အစာအစာပေါင်းရတဲ့နေရာကိုဦးတည်နိုင်မှုအတွက်အထောက်အကူပြုကြပါသည်။ညီကောင်၆နေနဲ့ပြောရမယ်ဆိုရင်တော့အဲ့ဒီ Buffalo Voting System လို့ခေါ်တဲ့မတ်တရက်ပြီးမဲပြည့်တဲ့ကျွဲအုပ်စုတွေဟာဒလိစံလောကရဲ့ညံရင်ညံသွေးနဲ့လူမှုရေးအလေးထားတွေကိုပြသနေတဲ့အံ့ဩဖွယ်ရာတက်သေးတစ်ခုဖြစ်ပါသည်။သူတို့ကလူသားတွေလိုမျိုးရှုပ်ထွေးတဲ့နိုင်ငံရေးစနစ်တွေမရှိဘူးဆိုပေမဲ့အချင်းချင်းနားလည်မှုစုပေါင်းဆုံးဖြတ်ချက်ချမှုနဲ့ခေါင်းဆောင်မှုကိုလေးစားမှုတို့နဲ့သူတို့ရဲ့မျိုးဆက်ကိုရှင်သာအောင်ထိန်းသိမ်းနေကြတဲ့ တဘာဝရင်းကဒီမိုကရေစီရဲ့ဘတ်တော်သားတွေလို့ပဲပြောကြလိုပါသည်။ဒီနေ့တင်ဆက်ပေးခဲ့တဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။နောက်ထပ်လည်းအခုလိုမျိုးစိတ်ဝင်စားစရာအကြောင်းအရာတွေကို Youth Entertainment ကရှာဖွေတင်ဆက်ပေးရောမှာပါ။ဂျိုင်းနေတဲ့တဲ့ဆိုရင်တော့ Channel လေးနဲ့ Page ရှေးကိုလည်းပဲ Like and Follow Subscribe လုပ်ခဲ့ဖို့အတွက်မမေ့ပါနဲ့။အစောင်းကြီးကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါရခင်ဗျာ။